မြောက်ရင်မြို့မှာရှိတဲ့ KK ပါကနိုင်ငံသားတွေထိုင်းဘက်ကိုထွက်ပြေးလာပြီးလက်ရှိမှာ900ကျော်ရှိလာကောင်အရေးအတွက်ထပ်မံတိုးလာနိုင်တယ်လို့ထိုင်းအခြေစိုက်ခွန်ဆောင်အင်္ဂလိပ်မှာသတင်းဖော်ပြထားပါတယ်။ကင်ပြင်းနယ်မြောက်ရင်မြို့မှာရှိတဲ့ KK ပါအဆောက်အုံတွေကိုတပ်မတော်ကဝင်ရောက်စီးနင်းပြီးနောက်မှာအစိုးရဝင်အတွင်းကြန့်ရှိနေတဲ့အဆောက်အုံတွေကနေနိုင်ငံသားတွေထွက်ပြေးလာတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ လက်ရှိမှာမဲဆောက်ခရိုင်အတွင်ထိုင်းလုံခြုံရေးအာဏာပိုင်တွေကယာယီတိဆောက်ပေးထားတဲ့ယာယီတဲတွေအတွင်နိုင်ငံသား900ကျော်ခုံလုံလျက်ရှိပြီးအရေးအတွက်ထပ်မံမြင့်တက်လာနိုင်ကြောင်းအော်တိုဝါ23ရက်နေ့တရှောင်းလုံးမှာခုံလုံလာသူတွေရှိနေတာကြောင့်အရေးအတွက်ထပ်မံမြင့်တက်လာနိုင်တယ်လို့ထိုင်းသတင်းမှာဖော်ပြထားပါတယ်။အော်တိုဝါလန်ကုန်ပိုင်းမှာ KK Park အတွင်ကိုမြန်မာတပ်မတော်ကဝင်ရောက်စီးနင်းခဲ့ရာအစောပိုင်းဝင်အတွင်ကနေတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink ဇလောင်း30နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တဲ့အပြင် ဆောင်းလုတ်ပေးနဲ့ဆောင်းလုတ်စဲအဆောင်းအုံတွေတထက်တိုက်ဆေးပေကန်နှကန်းတို့ကိုတင်ရှိခဲ့ပြီးအစောပိုင်းအဆောင်းအုံတွေအတွင်းကနေအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့တယ်လို့သိရပါဗျာ။ အဆိုပါ KK ပါဝင်အတွင်းမှာရှိတဲ့အဆောက်အုံတွေဆောက်လုပ်ထားရှင်မှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တင်ဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခီးသွလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိတ်တွေနဲ့ပတ်သက်ပြီးတင်ဝင်ဆောင်ရွက်စာရင်းတွေစစ်ဆေးတွေးရှိခြင်းမရှိတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံးလုံလေးတွေနဲ့အငြင်းဆက်လက်ဆောင်ရွက်သွားမယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရဲ့ကော်မရှင်ကထုတ်ပြန်ထားပါတယ်။